မင်္ဂလာပါရှင်။ရောင်းကတိချတဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ဗိုလ်ကြီးပံဝင်စစ်ကောင်စီတပ်ဖွဲ့90နီးပါးစတင်မာတွင်ပြည်သူ့ရင်ခွင်ကိုလုံးစစ်ကောင်စီတပ်ကတပ်ဖွဲ့90နီးပါးစတင်မာတွင်ပြည်သူ့ရင်ခွင်ကိုလုံးလာကြောင်းမြို့သားညွှန်ဆိုရကာကွယ်ဝင်ကြီးဌာနကသတင်းထုတ်ပြန်နေ။ကာကွယ်ဝင်ကြီးဌာနနဲ့ပြည်သူ့ရင်ခွင်တို့ကိုချိန်ဆက်ပြီးပတ်ပြောင်းကိုလုံးလာခြင်းတွေကိုအသိပေးရမှာစတင်မာလာမှာဗိုလ်ကြီးတပ်ဦးပံဝင်68ရှေ့လို့ပေါ်ပြတယ်။ အဲ့ဒီတွေထဲမှာလက်နဲ့ယူလာတဲ့လူ၁၈ခုရှိပြီး MA1 Satellite MA3 လေးလက်လက်ပြပုံသုံးလုံးနေမိုင်းနှလုံးနဲ့ကြည်မျိုးစုံချနေပါပါလားလို့ထုတ်ပြန်နေ။ပြည်သူ့ရင်ခွေကုလုံတော်အများစုအစေကောင်စီကတမလူသေးစုဆောင်ခဲ့ပြည်သူစစ်မှုထမ်းတပ်သားတွေ59ဦးပါဝင်တယ်လို့ဆိုရယ်။ဒါအပြင်ရဲတပ်အုပ်ပိုကြီးတပ်အုပ်တပ်ကြကြီးတပ်အုပ်တပ်သားရှိသူတို့ဖြစ်တယ်လို့ပေါ်ပြရယ်။ဒါစစ်ကောင်စီတပ်တွေမှာခွင့်ရရနဲ့ပြည်သူနဲ့တို့ရတီဖို့ကြိုးပမ်းနေသူတွေရှိအောင်ပြသခြင်းဖြစ်တယ်လို့ကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်နေ။ စစ်ကောင်စီစစ်မှုထမ်းမိတ်ကြုံညာချက်ကြောင့်တရားဓမ္မလူသေးစုဆောင်ကံသူတွေပါဝင်ပြည်သူ့ဘက်ရဲ့တူလူရဲ့တပ်သားနဲ့ရဲအင်းနေနဲ့ပြည်သူ့ရင်ခွင် Telegram နေဆက် PDF ဘက်ကပိုင်းနဲ့မားမိတ်တိုင်းနဲ့တော်လိုင်းဖွဲ့စည်းကိုဆက်သွယ်ချိန်ဆက်ကပြည်သူ့ရင်ခွင်ခုလုံးကြဖို့လဲကာကွယ်ဝင်ကြီးဌာနကတမန်တိုက်တွန်းလိုက်ပါတယ်ဆလဗျာအုပ်ပုံမြင့်တဲ့ကျောက်ကုန်းမြွာကို၁၀,၀၀၀ဒေါ်လာစစ်တပ်ကို လေးကြိမ်ကြာပြတာကိုင်းမှုစစ်တပ်ကခုနောက်တေဆောင်းဆိုဘကိုတိုင်းအုပ်ဖို့မြို့နယ်ကျိုးကိုပင်ရွာကိုစစ်ကြောင်းထုတ်လာကြပါစစ်တပ်လေးကြိမ်ကြာပြတိုက်ခါမှာစစ်တပ်ကခုနောက်တေဆောင်းကြောင့်တာဝရီကတဲတာဝရီကရဲဘော်ဒီမွန်ကပြောတယ်စထရီမလာ30နေကစတင်ပြီးအုပ်ဖို့မြို့ပေါ်မှာတန်ကြက်ကကာတုံးစင်းနဲ့ကျိုးကိုပင်ရွာကိုစစ်ကြောင်းတွင်ရောက်ရှိလာတဲ့အင်အားတရာကျော်ပါစစ်ကြောင်းဒေါ်လိုင်းတပေါ်တွေကလိုင်းလံပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်ထိုထိတဲ့တိုက်ပွဲတွေမှာအော်တိုဘလာတရနေ့ည9:00နာရီကနေ့၄ချိန်ဖြစ်ပွားပြီးအကြပ်ဖက်စစ်တပ်ကခုနောက်ဒေသုံကတိုက်ခိုက်တဲ့ရရှိသူများပြားအကြောင်း စစ်တပ်စစ်ကြောင်းညရဲကျင်းအုပ်ဖို့မြို့ပေါ်ကိုပြန်လည်ဆုပ်ပြေးသွားကြောင်းသိရတယ်။စေကိုရီကစတေမလာ30နေမှာအုပ်ဖို့မြို့နဲ့ဂျိုကိုဘင်ယာကိုအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးတယ်။တိုက်ပွဲကတော့၄ချိန်ဖြစ်ပွားတယ်။အော်တိုဘောလတဲ့နေ့ည9:00နာရီတွေ့တွေ့တိုက်ပွဲစတိုက်ကိုဖြစ်ပွားခဲ့တာတိုက်ပွဲတွင်မှာစစ်ကိုရီဘက်ကကိုနှုတ်သေးဆုံးပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတာဝရီကန်ဘက်ကပါတိုက်ခိုက်တဲ့ခွဲသောတာဝရီကန်ဘက်ကပါဒရုန်းတပ်ပွဲဂျိုဘင်ကဟီရိုပြောက်ကြတဲ့ပွဲအုပ်ဖို့မြို့မြေရောက်ပြောက်ကြတဲ့ပွဲ ဘလက်ဒရာကိုကြည့်ပေးခဲ့ပြီးတဲ့တစ်ဖက်နဲ့စီကုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လင်ရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ဆလဘေးစိတ်သက်ထေချုံမောကနေရွေးကောက်ပွဲလွတ်လပ်ပြီးမမျှတာနိုင်အကြမ်းဖက်မှုတွေပုံမှန်မြင့်တက်စေမယ်လို့ကုလားလက်ွယ်ကြီးကထမှန်ပြောကြမြန်မာနိုင်ငံမှာပြုတ်လုံမဲ့စစ်တပ်ထိကျော်တဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ကြောင်းနဲ့အကြမ်းဖက်မှုတွေကိုပုံမှန်မြင့်တက်စေမှာဖြစ်ကြောင်းကုလသမဂ္ဂလူ့ခွင့်ဆိုင်ရာမဟာမင်းကြီးဖော်ကာဒရကပြောတယ်။ ရိုဟင်ဂျာမွတ်စလင်တွေနဲ့တခြားလူနယ်ဆိုရဲအခြေအနေဆိုင်ရာအစ်မညီနာကမှသူကခုလိုပြောဆိုခဲ့တာဖြစ်ပြီးယနေ့မြန်မာနိုင်ငံမှာအထူးသဖြင့်ရခိုင်ပြည်နယ်မှာရိုဟင်ဂျာနဲ့တခြားလူနယ်ဆိုရဲဘဝသူတို့မကြုံဘူးလားအောင်ကိုအဆူရဆုံးဖြစ်နေနိုင်ပါတယ်ဒါပြင်ညီနာခံကနေပြီးဒီလိုမတရားမှုကိုကမ္ဘာလုံးဆိုင်ရာနိုင်ငံအစီအစဉ်ရဲ့ထိုင်ဆုံမှထားတဲ့ကြောင်းရှင်းရှင်းလင်းလင်းပြသမယ်ရိုဟင်ဂျာတွေအတွက်အလှည့်ပြတခုရောက်နိုင်ငံတကာတိုင်းဝိုင်းနေတဲ့ရေးရွာစာပေသူတို့ရဲ့ဘဝဆိုရေးအတွက်ထောက်ရဖြစ်ရှင်းချက်တခုချမှတ်ဖို့အတွက်အခြေရောက်ပြီလို့ပြောတယ်။ ရခိုင်ပြည်နယ်တိုက်ပွဲတွေရှင်းပြလာပြီးစစ်တပ်ကရဲသားတွေပေါ့လေကြောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြ။အလို့ခွင့်ချုပ်ပေါမှုတွေရဲသားတွေကိုတမင်သက်တပ်ဖြတ်တာတွေ။ရဲသားပိုင်ပစ္စည်းကိုပြစီရတွေရဲ့ဓမ္မဖန်စီချုံတော့နှိမ့်ဆက်မှုတွေနဲ့အတရဓမ္မစစ်မှုထမ်းခိုင်းတာတွေပေါင်းရဲဆက်ချမ်းကြိုတဲ့ရာဇဝမှုတွေကိုကျူးလွန်ခဲ့ကြောင်းပေါ်ကထရန်ကဆိုတယ်။ဒီလိုချင်နေအောင်မှာကျမရွေးကောက်ပွဲလှုပ်လှက်ပြီးမျှတနိုင်မှာမဟုတ်ဘူး။ဥပမာရင်ဂျာတွေကသူတို့ရဲ့နိုင်ငံသားပြစ်မှုကိုစိတ်တင်နိုင်ပယ်ရှားခံထားတာကြောင့်မဲပင်ခွင့်ရှိမှာမဟုတ်ဘူး။ တိုင်းဒေသရခိုင်ပါတီတွေကိုလည်းရှင်မြိုင်ကွန်းကနေပိတ်ပင်ထားလို့သူကအတိပဲပြောကြားခဲ့ပြီးစစ်တပ်ထိကြောက်တဲ့အတွေ့အော်ရွေးကောက်ပွဲကိုရှုတ်ချခဲ့တယ်။အကြမ်းဖက်မှုလင်မင်းစီးရင်ချင်းမှုနဲ့ကြီးမားတဲ့လူခွေချူပေါင်းမှုတွေကနိုင်ငံတကာကအလေးနဲ့ဆိုရင်ရတဲ့အချက်တွေကိုဖြစ်ပေါ်စေခဲ့တယ်။နိုင်ငံတကာတိုင်ဝမ်အနေနဲ့သူတို့ရဲ့တာဝန်အတိုင်းအရေးယူဆောင်ရမယ်လို့သူကညီလာခံတွေပြောဆိုသွားပါတယ်။ဆလာပြောလောင်းလုံးမျိုးစစ်အစိုးရရုံးနေမှာတက်ဆွဲထားစေုပ်စုကိုဒေါ်လေးတတိကဝေရောက်တိုက်ခိုင်း တနင်္သာရီတိုက်တဝဲကလောက်လိုမျိုးကစစ်ကောင်ရှင်လောက်ကရုံးနေမှာတက်ဆွဲထားတဲ့အကြပ်စစ်တပ်နဲ့ဒေါ်လေးပူပေါ်တက်တွေပြန်လည်ဖြစ်ခဲ့ဖို့ဖြစ်ပွားခဲ့လို့ဒေါ်နာစစ်ကြောသူကထုတ်ပြန်နေစတင်မာလာ30နိမိတ်6နာရီခွဲလောက်မှာလောက်လိုမျိုးပေါ်ရှိထွေရုံရုံးနဲ့လွယ်မှုကြီးကြပ်ရုံးနေမှာရဟန်း90ဝန်းကျင်နဲ့တက်ဆွဲထားစစ်ကောင်ရှင်တက်ကိုဒေါ်လေးပူပေါ်တက်တွေဝရတက်ခိုက်ပြီးတော့ပြန်လည်ထိတွေ့ပြေကပ်မှု9နာရီခန့်ကြာဖြစ်ပွားခဲ့တယ် အပြရလပြစ်ခတ်မှုတွေစစ်ကောင်စီတပ်ဖွဲ့နဲ့ထိခိုက်သေးဆုံးမှုရှိခဲ့ပေမဲ့အရေးအတွက်တိကျသည်မပြောနိုင်သေးသလိုဒေါ်လိုင်းတပ်ဖွဲ့ဘက်ကလည်းနှစ်ယောက်ထိခိုက်တယ်မစွန့်ရရရှိခဲ့ပါရင်အဆိုပါတိုက်ခိုက်မှုကိုဒေါ်နာဆယ်ကျော်တို့ဒေါ်နာတပ်ခွဲခုနဲ့ဖက်ဒရယ်ဒဝေကျတပ်ဖွဲ့တဝဲခဲပြည်သူ့ကာကွယ်ရေးတပ် TDPDF နဲ့ရံမြတ်မတ်တော်ပူပေါတိုက်ခိုက်ခဲ့ကြလို့သိရတယ်ဆလပီတန်းဆန်မြို့နယ်တနေရွာကိုဇေယျစုမီရှိုကပြည်သူပိုင်ဆိုင်နဲ့တခြားပစ္စည်းကိုကာနေသေးသောသခိုင်းနေတန်းဆန်မြို့နယ်မှာစစ်ကြောင်းဝင်ဂျပန်ဇေယျစုက တနေ့ကျကုံရောက်မိရွှေဖြစ်စဉ်ရဲသားပိုင်ဆိုင်တူကိုကားရည်နဲ့တည်ယူနေကြအောင်တွန့်ဆက်မျိုးနဲ့ပြည်သူကားကိုရေးတက်ဖွဲ့တောင်းရှိသူကပြောတယ်အော်ဝါလာတရနေမနက်ပိုင်းကစလို့တန်ဆယ်မြို့နယ်တောင်မှာခပောင်းဆိုင်ကြအောင်ဆိုတနေကြကိုဂျပန်စစ်ကြောင်းတွေဝင်ရောက်ခဲ့ပြီးအရသားနေနေကိုတနေကိုမိရှုပ်ဖြစ်စီခဲ့လို့သိရတယ်။အဆိုပါဂျပန်စစ်ကြောင်းထဲမှာခမ363တက်ကဂျပန်စစ်သားတွေနဲ့ဝါတာဝါလာကဖြူစော်ဒီတက်တွေပါဝင်ပြီးတန်ဆယ်မြို့နယ်ခပောင်းဆိုင်ကြကစစ်ကြောင်းတစ်ခုဖြစ်ရေဦးမြို့နယ်အောက်သာရွာကနေပါနောက်ထပ်စစ်ကြောင်းတစ်ခုထပ်တိုးလာခဲ့တာဖြစ်တယ်။ စစ်ကြောင်းနှစ်ခွာတနေကြတွင်ပေါင်းစုံသွားခဲ့ပြီးလက်ရှိချိန်ထိအင်အားများနှိပါနဲ့တက်ဆွဲထားလို့သိရတယ်။ဒါအပြင်စစ်ကြောင်းတွေဝင်ရောက်လာခြင်းအကြပ်ဖက်ဆဲဆူကတက်ဆယ်ပြတော်ဝါချက်ကိုဂျက်ဖိုင်တာနဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်။လက်ရှိမှာတန်ဆယ်ရေဦးလက်မိုင်းကကြွအောင်စုတွေဟာစစ်ကြောင်းအနေအပြင်လေကြောင်းနဲ့ကိုဝါရင်ဆိုင်နေရတယ်။ပြီးခဲ့ရက်ပိုင်းကလည်းတက်ဆယ်မြို့နယ်နဲ့ဒိဆန်နဲ့ရေဦးမြို့နယ်တွင်ကရေဦးပကဖအပွဲဝင်ဟာတယောက်ပါလူကြောက်ကိုဆဲဆူကဖက်စီရောက်ခဲ့တယ်။ ။ကြာဘတ်စစ်တာအနာသိမ်းပြီးချိန်ကစားလို့လက်ရှိချိန်ထိတန်ဆန်မြို့နယ်ရှိကျေးဟောင်းပေါင်းတရာကျော်အရသားနေ9300ကျော်စစ်ကော်မရှင်တန်ပြီးစုပြည့်စည်ခြင်းကိုခံထားပါတယ်။ဆက်လက်ပြီးတော့ကြောက်ဖြူတို့ရုံမှာတောက်ကန်စားတစားသုံးသိချက်ကောက်ခံကြောက်ဖြူမှာခီးတဲ့တောင်ကျော်ပိမိနေ။ရန်ကုန်စစ်တေကနေကြောက်ဖြူကိုရောက်ရှိလာပြီးကြောက်ဖြူကားတွေတက်စစ်မိမိဒေတာကိုတော့ရရအတွက်ထောက်ကန်စာယူရမှာကြောက်ပြူတော်ရောကထောက်ကန်စာတစားကိုငွေ၃သိန်းကျပ်တောက်ခံနေကြောင်းသိရတယ်။လက်ရှိမှာလည်းကြောက်ပြူမှာ လုံခြုံရေးကြောင့်ပြကြတဲ့ရန်ကုန်စစ်တွေကနေလာခီးတဲတွေကိုစစ်ကောင်စီကတော်လာကွေလက်မမထုတ်ပြရကြောင်းလက်ရှိမှာခီးတဲဦးရဲတထောင်ကျော်ပိတ်မိနေတယ်ပြည်ခဲ့တလနေပါကရန်ကုန်နေကြောက်ဖြူရောက်ရှိပြီးမိမိနေရာကိုပြောင်းအတွက်တွေ့ရုံရုံမှာထောက်ကန်စာရရှင်ဆောင်ဆိုင်နေရကြောင်းဒေသတနေရွယ်ရှိအမျိုးသားတအုပ်ကပြောတယ်။ရခိုင်ပြည်နယ်ပြောက်ကိုတော်ရောက်ရန်ရန်ကုန်စစ်တွေလက်ကြောက်ကတစ်စိလာစာဖြစ်ပြီးစစ်ကောင်စီကတော့ကွင်မရဘဲကြောက်ဖြူမျိုးတွေပြိမိနေခြင်းဖြစ်တယ်။တချို့သူတွေဆိုပါကကြောက်ဖြူမျိုးမှာပြည်ခဲ့ဩဂုတ်လနဲ့စက်တင်ဘာလဇာမန်ကစပြီးကြောက်ဖြူတို့ရောက်ရှိနေခြင်းဖြစ်ပြီး သွာလာခွေမရ၍ကြောက်ပြူမာတဲ့တောင်းတင်နေကြမျိုးသမီးတယောက်ကပြောတယ်။အေးနဲ့စစ်ကောင်စီရဲ့တိုက်ပွဲကြောင့်စစ်ကောင်စီကပြည်မာကိုသွာလာခွေကုန်းလက်ရေလက်တွေကိုအလုပ်ပိတ်လိုက်ပြီးရင်းခဲ့သူပိတ်ထားမှုကြောင့်ခီးတဲ့တွေကရန်ကုန်စစ်တွေကနေတဆင်မိမိဒေသတွေကိုသွာလာနေကြရတယ်။စစ်ကောင်စီကကြောက်ပြူကနေသွာလာခွေလက်မရမီဆိုပါကကြောက်ပြူကနေတဆင်ရက်ကတော်တော်ရေးထိန်ချုပ်ထားနေရတဲ့အတွက်ဆက်လီကောင်တွေကိုအဆက်စင်ငါးရက်ကပြရကြောင်သိရတယ်။ ောက်ပြူကနေတစင်မိမိဒေတာကုတ်တော်ရောက်လန်ကေမှာတညာတညာအိပ်ရပြီးတော့ထိုကီးအတွက်ဆက်လီကသတိငွေကနေနှစ်သိန်းထိပေးချေရတယ်။ရန်ကုန်စစ်တွေကနေမိမိဒေတာကိုတွားရောက်ပွဲစားနဲ့ဆိုပါကငွေကျပ်သိန်း20ကနေ25သိန်းထိကုန်ကြမှုရှိလို့တချို့ကတော့ပွဲစားမပါဘဲတောင်းလာပါကငွေကျပ်မြောက်များကုန်ကြပြီးစားရစားလည်းရရှိရက်ပေါင်းလာနေကြည်ကြမြင်နေ။ရက်ခိုင်မှာလေးချောင်းလိုက်၅လိုက်ရှိပြီးတန်ရွဲ့နဲ့အမြွနယ်ကလေးချောင်းလိုက်နေကိုအရကတော်တော်ကြီးကထိန်းချုပ်သိမ့်မိုက်တာကြောင့်တော်လာကွင်းပိတ်ထားတယ်။ ရန်ကုန်စစ်တေကြောက်ဖြူမန်းလေကြောင်းလိုင်းတွေကိုစစ်ကောင်စီကပုံမှန်ပြည့်စုံနေကြောင်းသိရပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်။